MSP ဘာလို့ကလေးတွေပညာရေးအတွက်ကကြတော့ဒီចောင်းထားမယ်ဆိုရင်တော့ဟိုចောင်းနေရာဟိုတောင်းထွက်လက်မှတ်တွေပိုင်းလဲလိုလာမယ်ပေါ့เนาะသူတို့မှာအဲ့အခက်ခဲလေးလဲစားရစံမပြည့်စုံတဲ့အခက်ခဲလေးလဲရှီကောင်းရှိနိုင်နေပေါ့เนาะအဲ့တော့ဟိုဟိုရှေ့လျှောက်တော့အခုခုတော့ဟိုကိုညီပြောမှဆိုပြီးပြင်ပြမှာပါ MSP ဟိုတနေ့ကတော့ဒီဗမော်ပညာတကုံဖုံးကြာပါเนาะဗမော်စစ်ဆောင်ကလေးတွေပေါ့ကလေးတွေက200လောက်ရှိရဲ့အဲ့ကလေးတွေရဲ့နောက်ပြီးတော့မှအဓိကတော့အမတို့ကဟိုပါပေါ့ NAC HIV စင်တာပေါ့เนาะအဲ့ကလေးလေးတွေကိုနိုင်တဲ့လောက်ပေါ့အဲ့ဒါတို့ကိုအများကြီးခဲလုပ်ပြီးပါဖြစ်ပါတယ်အဲ့တော့အမကလည်းခီးသွားနေများတော့ဒီမှာပြန်လာတဲ့ချိန်ဆိုရင်တို့စီကိုသွားရဲသွားပြီးတော့မှတို့လိုအပ်တာလေးအကုန်လုံးဖြည့်ဆည်းပေးတယ်ပေါ့နော်လိုအပ်တာလေးတော့လုပ်ပေးပါတယ်ဟိုစစ်ဆောင်ကလေးတွေကတော့ခုလောလောဆယ်တော့တို့ចောင်းတက်ဖို့တွေပါကြတာလေဟိုစစ်ပေးဆောင်လာတယ်ဆိုတော့ ဟိုဘယ်လိုပြောမလဲဟိုလောလောလဲလဲအခက်ခဲကြောင်းမလို့ပေါ့နော်အလိုကြောင်းထားတာတွေပါတော့အမတိတဲ့တော့မရှိသေးဘူးပေါ့နော်ဒီဖုံဖုံကြောင်းမှာပဲသူတို့လိုအပ်တာတွေဖုံဖုံကအကုန်လုံးတင်ပေးတယ်ပြုပေးတယ်ပေါ့နော်အဲ့အတွက်လိုအပ်တာလိုအမတို့က supporting လုပ်တယ်။ဒါဆိုကလေးတွေပညာရေးအတွက်ကကြတော့ဒီကြောင်းထားမယ်ဆိုရင်တော့ဟိုကြောင်းနေရာဟိုကြောင်းထွက်လက်မှတ်တွေပါလဲလိုလာမယ်ပေါ့နော်သူတို့မှာအဲ့အခက်ခဲလေးလည်းစားရစံမပြည့်စုံတဲ့အခက်ခဲလေးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ဟိုဟိုရှေ့လျှောက်တော့အခုခုတော့ဟိုကိုညီပြောမှဆိုပြီးပြင်ပြမှာပါ။ ပညာရေးအတွက်ကတော့အဓိကကတော့ဟိုလူမှုအတိုင်းဝိုင်းတစ်ခုမှာပညာရေးကတော့အရင်အဓိကလိုအပ်ချက်ပေါ့နော်ဒါအမအမြင်ပေါ့အမတယောက်တည်းအမြင်ပေါ့နော်ဟိုသူတို့လေးတွေကကြတော့လေဟိုဘယ်လိုပြောမလဲနေရနေပြီးအဝေးကနေလာရတယ်ဒီရန်ကုန်မြို့ပေါ်မှာအခုမှဟိုဆစ်ဆောင်လာရတဲ့အနေထားပေါ့နော်အဲ့ဒီအခက်ခဲလေးတွေမှာသူတို့ရဲ့စိတ်တရားလေးတွေရှိမယ်အဲအဲ့မှာဆိုနှစ်နှစ်အရွယ်ကလေးလေးဆိုရင်မိဘမရှိတော့ဘောเนาะအဲ့ဒါလေးလည်းမြင်တော့ဟိုအမတို့လည်းစိတ်ထိခိုက်ရတာဘောเนาะစိတ်ထိခိုက်ရတယ်ခံစားရတယ် အဲသူတို့ရဲ့ပညာရေးကတော့ညှင့်တင်ပေးမှရမယ် အရေးဖက်ကစားနေမတင်လာတာနဲ့ဒီရန်ကုန်မှာတင်တဲ့ပညာရေးကလည်းမတူဘူးလေနော်အဲ့အတွက်လည်းဟိုကိုကိုတိုင်းကလည်းကလေးတွေကိုလှုပ်ပေးနေတယ်အချိန်ပြည့်လှုပ်ပေးနေတယ်ဒါပေမဲ့မအားဘူးပေါ့နော်အဲ့လိုမျိုးတွေမအားတဲ့အတွက်ကြောင့်မို့ရှင်းနှစ်တော့အမစဉ်းစားထားတာကအလို9ဟိုဘယ်လိုပြောမလဲပရာဟိတလုံနိုင်လှုပ်ချင်တဲ့စိတ်ရှိတဲ့သူတွေပေါ့နော်ဝိုင်းဝန်းပြီးတော့ခဲလှုပ်ပေးမယ်သူတို့ရဲ့လိုအပ်တာလေးတွေအကုန်လုံးကိုကိုလှုပ်ပေးနေတာပေါ့နော်ဖြည့်ဆည်းပေးနေတာပေါ့ညာနှုံးပြီးတော့အမတယောက်ထဲလည်းမစွမ်းဆောင်နိုင်ဘူးလေနော်အဲ့တော့နည်းနည်းစီပေါ့လိုအပ်တာလေးကိုတက် ဆင့်စီသွားခြင်းနေပေါ့နော်အဲ့လိုလေးတော့စိတ်ကူးလေးတော့ရှိတယ်အမအများကြီးလေးလာဘူးတဲ့အမအမေရိကန်မှာလည်းနေတယ်ဆိုတော့လေအမေရိကန်အထက်ကတော့အမေရိကန်ရဲ့ပညာရေးပေါ့နော်အဲ့တော့အမလေးလာတယ်လေးလာတော့ဟိုအသက်အရွယ်အလိုက်ဒီမှာကျတော့ဟိုဘယ်လိုပြောမလဲမိဘတွေကလည်းကလေးကိုကလေးအဲသူ့လုံနိုင်တဲ့စွမ်းအောက်မိဘတွေကမလှုပ်ပေးတာများတယ် မလွတ်ပေးတာများတယ်ပြည်မြန်မာပြည်ရဲ့အဲခေတ်ဆက်ဆက်ပေါ့ကိုရီးအပါဝင်ပေါ့နော်ငယ်ငယ်တုန်းကဆိုမိဘတွေဟာစိတ်မချတာတော့ဟိုမှာဖြစ်တာတော့ဟိုရှိတယ်နိုင်ငံသားမှသာအဲ့လိုမျိုးမဟုတ်ဘူးသူအသက်ရွယ်လိုက်နှစ်နှစ်ဆိုနှစ်နှစ်နဲ့ကိုက်နေတာဟာကိုတို့ကခိုင်းနေ။သုံးနှစ်ဆိုသုံးနှစ်နဲ့နေတာကိုခိုင်းနေ။ဘာလို့ဒီအခုနောက်ပိုင်းဆိုရှင်ပိုပရောမပွင့်လင်းမြင်လာတဲ့အတွက်ကြောင့်မလို့ဟိုဒီအင်တာနက်တွေမှာနေမှာလဲကြည့်လို့ရတယ်၊သင်ယူလို့ရတာတွေအများကြီးရှိတယ်။သူအသက်အရွယ်နဲ့လိုက်ဖက်တဲ့ ပညာရေးပေါ့နော်ဟိုကလေးတွေဆိုလဲ3နှစ်လောက်ဆိုလို့ရှိရင်တို့ကဟိုအာစာမဖတ်တတ်တဲ့နေအောင်မှာပုံလေးတွေနဲ့တို့ကကြည့်တယ်ကြည့်တယ်ဆိုလို့ရှိရင်အဓိကအိမ်မှာအနီးကပ်နေရတဲ့မိဘမိဘနေပြီးတော့မှဒီကပုံရည်လေးနဲ့ကလေးတွေကိုပြထားရမယ်ဥမာဒီဟာကမိဖို့ဆိုရင်မိဖို့ကပူတတ်တယ်မကန်ရဘူးဆိုတော့လက်တွေ့ကိုကိုနာမရှိရကကိုရဲ့သားသမီးကိုအဲ့လိုလေးတင်စားပေးစေချင်တယ်ပေါ့နော်ဒီမှာကျတော့မိဘတွေက ဟိုစင်းရဲတာချမ်းသာတာမှာမဟုတ်တော့ဘူးကိုသားသမီးဆိုတော့ထိခိုက်မှာနာကျင်မှာ၄အရန်ဆိုးရင်တဲ့အတွက်ကြောင့်မဟိုဟာဆိုလည်းမလုပ်ရဘူးဒီဟာဆိုလည်းမလုပ်ရဘူးအဲ့လိုမျိုးလေးတော့တွေ့နေရတာပေါ့နော်တွေ့နေရတော့ကလေးတွေရဲ့အဲဘယ်လိုပြောမလဲသူတို့ရဲ့ဟိုဟိုဘယ်လိုလက်တွေ့အေးလက်တွေ့ကသူတို့မှာတိတ်မရှိဘူးဘာလို့မိမတွေကိုအရန်မိခိုးတယ်ဒါဒီမြန်မာပြည်မှာကျတော့ចောင်းသားတွေဆိုလို့ရှင်လဲ ြီးကြီးငယ်ငယ်ဟိုမိဘတွေကတောင်းပေါင်းထိလိုက်ပို့တာတို့ဟိုကလေးကြောင်းတွေဝင်သွားတာကိုစောင့်ရတာတို့အပြင်မှာထိုင်စောင့်ရတာတို့အဲ့လိုမျိုးတွေကအများကြီးရှိတော့အမအရာကြီးရောတိတ်တဘောမကြောက်ဘူးသူ့ရဲ့အသက်အရွယ်နဲ့လိုက်ညီတဲ့သူရဲ့သူလုံနိုင်တဲ့အစွမ်းအားကိုမိဘနောက်ကနေ supporting လုပ်ပေးရမယ်ကြည့်ပေးရမယ်ပေါ့နော်ကြည့်ပေးရမယ်သူဒီဟာလေးနဲ့လိုက်နေဆိုရင်ဒီစာကိုဖတ်တတ်ရမယ်ဒီပုံမြင်လေးကိုဖတ်တတ်ရမယ်နောက်ပြီး listening ပေါ့နော်အနာကြားရမယ်အဲနိုင်ငံသားမှာဆိုရင်ကလေးတွေကဥမာနှစ်နှစ်သုံးနှစ် လမ်းလျှောက်တက်ပြီဆိုရင်မိဘတွေကသူတို့ဟိုတွန်းလဲတေးသေးလေးနဲ့ shopping center တွေကစသွားတယ်ဒီဟာဘာမုံဘာမုံဘာလို့ဆိုတော့သူတို့တင်တာပေါ့နော်ဒါမိဘတွေရဲ့တင်ယူမှုကပထမဦးဆုံးကဒီမူဂျုံကိုသွားစားစရာလည်းမလိုဘူးဟိုမိဘနဲ့အတူတူသွားရင်လည်းမိဘဆောင်ထဲမှာဆိုလည်းမိဘဆောင်ထဲမှာတင်ယူပေးတယ်ဟိုကစားခွင့်ဆိုလည်းကစားခွင့်ပေါ့နော်အဲ့လိုမျိုးလေးမမမိမကြတော့ဟိုချစ်ဟိုတာသမီးတွေအဲအဲ့လိုမျိုးတဲတဲလှုပ်တာရှိတာပေါ့နော်ဒါပေမဲ့ကိုတာသမီးကတော့အကုန်လုံးကချစ်ကြတယ်မှန်တယ်ဒါပေမဲ့ကလေးကိုကလေးလိုမျိုးပြုစုပြီးတော့မှជីထွားစေစင်တာပေါ့နော်အမအမြင်ပေါ့ အဲ့တော့အမကကလေးချစ်တတ်တယ်အဲ့တော့ကိုမူโจဖွင့်ရင်တော့ဟိုဘယ်မိမမလာထားမှာမဟုတ်ဘူးလို့ကလေးတွေတော့တက်တက်လုံးမလုံးမလုံးလို့ပေါ့နော်အဲအဲ့လိုမျိုးလေးတွေတော့မြင်နေတယ်အတူအတက်ရွယ်နဲ့လိုက်တဲ့အဲဒီပဝန်းကြီးစာအုပ်စာပေးအထက်ကကလေးတွေကိုစာဖတ်စေချင်တာစာဖတ်စေချင်တယ်အခုခေတ်ကဆိုရှယ်မီဒီယာခေတ်ဆိုတော့ကလေးတိုင်းရဲ့လက်ထဲမှာဖုန်းတွေ iPad တွေမိဘတွေကညင်ရင်ပြီးရောပေးထားကြတယ်ဂိမ်းဆော့တာတွေအဲ့လိုမျိုးလေးတွေဆိုတော့ကလေးတွေစာဖတ်အားလည်းအရင်နေတယ် တော့ဗဟုသုတကအင်တာနက်ပေါ်မှာရှာလို့ရတာမှန်ပေမဲ့စာဖတ်ခြင်းအဖြစ်စာအုပ်ကတ်တုန်းဆိုလို့ရှင်လေဒီ digital ဟွာတွေထက်ဒီကတ်တုန်းစာအုပ်ကိုဖတ်တာကိုအမှပိုသဘောကျတယ်ဝတ္ထုဆိုလဲအဲ့လိုပဲခရီးသွားရင်ဆိုအမဆိုအိတ်ထဲမှာစာအုပ်ပါတယ်လေးပေါ်မှာဆိုလဲလေးပေါ်မှာစာအုပ်ကိုဖတ်သွားတယ် ဒီဖုန်းသုံးတာတွေပါရက်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေ ਨੇ ဖတ်တယ်ဆိုတော့ကလေးတွေကိုလည်းအဲ့လိုဖြစ်စေခြင်းတယ်ဘခုတူတာကိုတကယ်စာဥစ္စာပေးလူမိတ်ဆွေဆိုတာရှိရည်ပြီနော်အဲ့ဒီဟာလေး ਨੇ ဟိုဖြစ်စေခြင်းတယ်ဟိုစာကြည့်တိုက်တွေအများကြီးလုတ်ပေးခြင်း ਨੇ နိုင်ငံသားလို့ပေါ့စာကြည့်တိုက်တွေလုတ်ပေးခြင်း ਨੇ ကလေးဆိုကလေးအရွယ်လိုက်လေးလုတ်ပေးခြင်း ਨੇ ပြီးဟိုကော်ဖီလေးထိုင်တော့လို့ရမယ်ဘေးမှာမိဘတွေရာလေးထိုင်ဆောင်မယ်ပေါ့အဲ့လိုမျိုးတွေအိမ်မှာအရန်ဖြစ်ခြင်းတယ်ဒါတစ်ချိန်တော့အကောင့်ထဲပုံပြမှာပေါ့အာကိုဗစ်တွေပါလေမဖြစ်ခင်လွန်ခဲ့တဲ့10နှစ်လောက်ကအမကိုယ်တိုင်အဲ့ရာ ဒီနယ်လှစာကြီးတိုက်တွေမှာစာအုပ်တွေလှူတယ်စာအုပ်တွေကိုပစံနဲ့ကိုဝယ်တယ်နောက်ပြီးတော့ဟိုမန္တလေးစာကြီးတိုက်စောစောစွာကြားဘူးတယ်မလားလဲတဲ့သူလည်းဆိုရှင်စာအုပ်တွေဆိုအများကြီးလှူပေးတယ်လူဖြစ်ပေးတယ်သူကိုယ်တိုင်လည်းစာအုပ်တွေအရင်လှူတယ်ဆိုတော့အမစီမှာအာသူ့စာအုပ်ထုတ်တွေလည်းလာသိမ်းတယ်လာသိမ်းပြီးတော့အမလိုအပ်တဲ့နေရာလှူပေးပါဆိုတော့လိုအပ်တဲ့ပရာဟိတာကြောင့်မှန်တယ်များခေါင်းကြီးကြောင့်မှန်တယ်များအမအကုန်လုံးလှူပေးတယ်အဲ့တော့တကယ်တမ်းကတော့အဲ့လိုဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့လိုစာကြီးတိုက်လေးတခုကထားစီခြင်းနဲ့ ဟိုကလေးတွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော်နယ်ဘက်ဆိုပို့လို့တယ်သူတို့မှာဘဟုတုတအသိမရှိဘူးအာနောက်ပြီးလက်စစ်မီဒီပိုင်းမရတဲ့နယ်ဘက်တွေပါလို့ဆိုရင်သူတို့မှာဒီလိုမျိုးဒီမျိုးပေါ်လိုမျိုး internet ဒီပိုင်းလည်းမရှိတော့မကြည့်ရအောင်ကလေးတွေဒီကတ်တုန်းလေးတွေနဲ့ပေါ့နော်ရွှေသွေးလေးတွေနဲ့ပေါ့ဟိုအမားတို့ငယ်ငယ်တုန်းကဆိုရွှေသွေးတို့မိုးတောက်ပန်းတို့တင်စားတို့အရင်ဖတ်ရတယ်လေအဲ့လိုမျိုးလေးတွေကိုအမအရင်ဖြစ်စေခြင်းနဲ့နောက်ပြီးတော့အမရဲ့ဆန္ဒပေါ့နော်အဲ့လိုကလေးတွေအသက်9နှစ်လောက်ထိ3နှစ်ကနေ9နှစ်လောက်ထိဆိုရှင်ဝိုင်းပြီးတော့မှနိုင်ငံသားလိုမျိုးဆရာမတစ်ယောက်ကစာအုပ်ဖတ်ပြတာ ပုံမြင်လေးတွေဖတ်ကြတယ်အဲ့တော့ဆရာမဖတ်ပြပြီးဒီကလေးတွေခေါင်းထဲမှာဘာဝင်သွားလဲပြောပြတယောက်ချင်းစီပေါ့နော်အဲအဲ့လိုမျိုးလေးလည်းအမလုံးချင်တယ်အာအမတော့အမတခုခုလုတ်ပြီးဆိုရင်အမဒါလေးတော့လုတ်မယ်စိတ်ပါဝင်စားတဲ့လူလာပြီးအတူတူပူပေါင်းပေးကြပါဘယ်သူ့တော့လိုက်လုတ်ရမယ်လို့တော့မဟုတ်ဘောနော်ဘယ်သူမှလုတ်မယ်လို့မရှိရင်လေကိုစွမ်းတလောက်ရှင်တခုပဲတက်နိုင်ရင်တော့တခုပဲလုတ်တာပေါ့နော်အမအဲ့လိုမျိုးလုတ်ပါတယ်မြန်မာစတာပစာ